ျွန်တော်တို့ကိုယ်တိုင်နိုင်ငံတကာရဲ့မေးပြချင်းကိုအားပေးနေတဲ့လက်တစ်ဖက်ဖြစ်သွားပါလိမ့်မယ်။တစ်ချိန်မှာနိုင်ငံကိုတတ်တဲ့တရခန်ထဲမှာကိုကိုယ်တိုင်ပါတယ်လို့ဝန်ခံရပါလိမ့်မယ်။ကျွန်တော်တို့ရဲ့အာယုံစူးဆိုင်မှုတန်းရှင်းကဒီပေါ်စီထရန်နေပေါ်ကိုရောက်သွားတာနဲ့စစ်တမ်းခံနေရတဲ့ဒေသတွေကပြည်သူတွေရဲ့အသက်တွေကိုသတ်နေရတဲ့အထူးတူပဲလို့ပြောချင်ပါတယ်။စောက်လုံးရောနတ်နေရပဲ။နိုင်ငံရဲ့တပြုံနင်းတို့ကတပြုံဘလုံးကြီးဖြစ်သွားတော့ပြောကြတယ်။အဲ့ဒါအဲ့ဒါ ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကအတော်နာကျင်စရာကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်သူလူထုတဦးတယောက်ချင်းစီတိုင်းကိုကိုကိုအမှန်တိုင်းပြန်မေးဖို့လိုအပ်နေတဲ့မိကွန်းဖြစ်ပါတယ်အဲ့ဒီမိကွန်းကတော့ထရန်တန်နေရာထဲမှာကိုနိုင်ငံကိုပြန်တက်နေမိပြီလားဆိုတော့မိကွန်းဖြစ်ပါတယ်ကဘာကြီးရဲ့လေးထားမှုကိုကျွန်တော်တို့နိုင်ငံသားတွေကတောင်းပြောင်းပြစ်တင်နေပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကထရန်နာကိုလိုင်းနဲ့ နိုင်ငံရေးကိုတက်နေမိပြီလားဆိုတာစမ်းစစ်ဖို့လိုအပ်နေတဲ့အချိန်ရောက်လာပါပြီ။ဒေါ်လာရေးကာလ9နှစ်ဆိုတဲ့အချိန်ရောက်လာတဲ့အချိန်မှာလူဒုတိယလုံးကစက်ရောကိုပါပြင်မှန်းလာကြပါပြီ။အဲ့ဒီပြင်မှန်းမှုတွေကိုခဏတာဖြေဖျောက်ဖို့အတွက်ဆိုရှယ်မီဒီယာကအထွန်းနောက်မှာတိုင်မျောမိတာရှိပါတယ်။ခဏတာစိတ်လိုလိုက်မိခြင်းပေါ်မှာအပြစ်တင်နေခြင်းတော့မဟုတ်ပါဘူး။မတိမတာထွန်းနောက်လိုက်ခြင်းကနိုင်ငံရေးပေါ်မှာလူတို့ရဲ့စိတ်ဝင်စားမှုကို ရိုက်ချိုးတယ်လို့ဖြစ်သွားနိုင်ပါတယ်။ဖရန်နောက်ကိုလိုက်ရင်းနဲ့ပေးလိုက်ရတဲ့ဖိုးခါတွေကကျွန်တော်တို့ရဲ့အချိန်နဲ့အာယုံစူးဆိုင်မှုဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့နေစဉ်အချိန်အများစုကဘယ်နုပညာရှင်နဲ့ဘသူနဲ့ပွဲဖြစ်နေလဲ။ဘယ်ဆယ်လီကဘလို့ပုံစံဝတ်စားလဲ။ဘယ်ဆိုတော်ကဘယ်လိုပဲပုံစံတဲ့ RC ကိုရောက်လာပါတယ်။ဒီလိုမျိုးအချိန်တွေကလူတိုင်းလူလိုမှာဖြစ်နေတဲ့အခြေအနေပါ။ဒီရေးမပါတဲ့အရာတွေမှာကျွန်တော်တို့အချိန်ဖြုံးနေခြင်းကနိုင်ငံရဲ့ရေးပေါ်မှာအရန်ကိုအာရုံစေပါတယ်။ ိုင်ပွဲသတင်းတွေ မျှဝေဖို့အတွက်အားနည်းလာတယ်။ဓမ္မငွေကမ်ပိန်းတွေမှာ လူဖို့အတွက်စိတ်ဝင်စားမှုအားနည်းလာတယ်။အဲ့ဒီလိုရေးကြီးတဲ့ post တွေစားရေပေါ်စီပုတ်ပုတ်ပါပါထွန်းတွေကကျွန်တော်တို့ရဲ့ရေးကြီးတဲ့ခံစားတွေကိုဖုံးကွယ်လာတာဖြစ်ပါတယ်။ဒီလိုနဲ့လူတို့ရဲ့စူပေါင်းအာယုံစူးဆိုင်မှုကအားရလာတဲ့အခါမှာနိုင်ငံရေးအခြေအနေပေါ်လူတို့ရဲ့စိတ်ဝင်စားမှုဟာအဖြည့်ဖြည့်သွေးအေးလာပါတယ်။နိုင်ငံတကာမီဒီယာကြီးတွေအစိုးရတွေက ာကိုကြည့်ပြီးတော့ဆုံးဖြတ်မလဲဆိုတာစဉ်းစားဖို့အချိန်ရောက်နေပါပြီကျွန်တော်တို့ရဲ့ news feed တွေမှာရေးမပါတဲ့ trend အနေနဲ့ပဲဖုံးကွယ်နေပါတယ်နိုင်ငံတကာမီဒီယာကြီးတွေအစိုးရတွေကဘာကိုကြည့်ပြီးတော့ဆုံးဖြတ်မလဲဆိုတာစဉ်းစားဖို့လိုနေပါပြီကျွန်တော်တို့ရဲ့ news feed တွေမှာနိုင်ငံရေးနဲ့မဆိုင်တဲ့ trend အနေနဲ့ဒါတမိုးနေတာဖြစ်ပါတယ်မြန်မာပြည်သူတွေကိုယ်တိုင်တော်မှသူတို့ရဲ့ရေးကို လေးမထားတော့တာကြောင့်အနာသိမှုဟာရေးတကြီးကိစ္စမဟုတ်တော့ဘူးလို့ ကဲဖြတ်ကြပါလိမ့်မယ်ဒီလိုအကဲဖြတ်လိုက်တာကကဘာကြီးကိုမေ့ပစ်ခွင့်ပေးလိုက်တာနဲ့အတူတူပါပဲကျွန်တော်တို့ကိုယ်တိုင်နိုင်ငံတကာရဲ့မေ့ပစ်ခြင်းကိုအားပေးနေတဲ့လက်တစ်ဖက်ဖြစ်သွားပါလိမ့်မယ်တစ်ချိန်မှာနိုင်ငံကိုတတ်တဲ့တရားခဏ်ထဲမှာကိုကိုယ်တိုင်ပါတယ်လို့ဝန်ခံရပါလိမ့်မယ်ချွမ်းနောက်ကိုလိုက်တဲ့အတွက်ကြောင့်မိသူတဦးတယောက်ချင်းစုကိုမှပြစ်တင်လို့ခြင်းမဟုတ်ပါဘူးခင်ဗျာမိသူတွေရဲ့စုပေါင်းအာရုံစူးစိုက်မှုဟာတိုက်ပွဲမြေပြင်ကလက်နက်တွေလိုမျိုးအဖိုးတန်တဲ့အတွက်ကြောင့် ဗန်းတန်တရားထဲမှာကိုယ်နိုင်ငံကိုမတက်မိဖို့ပြောနေရခြင်းဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးမြန်မာလူထုလို့ပြောနေကြပါမယ်။ဒီကနေ့မြန်မာနိုင်ငံမှာတဝူးချင်းစိန်ခေါ်နေရတဲ့အခက်ခဲတွေက နေမီတီတာနဲ့ဘဝအခြေအနေပေါ်မူတည်ပြီးတော့မတူညီကြပါဘူး။ကိုချင်းစာစိတ်နဲ့ကြည်ပေးဖို့လိုအပ်နေတဲ့အခြေအနေဖြစ်ပါတယ်။ဒီကြောင့်တိုက်ခိုက်မှုနဲ့ရရှိဖြတ်စည်းခြင်းခံနေရတဲ့ဒေသတွေကပြည်သူတွေကိုလည်းတွေးပေးကြပါလို့ပြောချင်ပါတယ်။သူတို့အတွက် trans ဆိုတာက ဘုံတန်နဲ့ထွက်ပြေးရမယ်ချိန်ပါပဲ။စာဝတ်နေရေးနဲ့လုံခြုံရေးကိုသာတရားရဂိုင်းတော့အာယုံစိုက်ထားရတာဖြစ်ပါတယ်။သူတို့အတွက်ထွန်းကြတော့အသက်ရှင်တန်ရေးဖြစ်နေပါတယ်။မြို့ကြီးပြကြီးမှာရုံးကန်နေရတဲ့လုပ်ငန်းရှင်တွေဝန်ထမ်းတွေကြတော့ပုံစင်းနှုံးတက်တာတွေငွေကြေးတန်ဖိုးကြာစင်းတာတွေလှုပ်လှမဲ့ဖြစ်မှုတွေကိုမေးထားပြီးတော့ဖန်နောက်ကိုလည်းမျောမိတာဖြစ်နိုင်တယ်လို့နိုင်ငံရေးကိုတိုက်ရိုက်ပါဝင်ဖို့မလွဲကူတာကြောင့်ကြောင်ဖယ်နေတာလည်းဖြစ်နိုင်ပါတယ်။ ောက်ထပ်လူဒန်းစားတရက်ကတော့ဘေးကင်းရလို့ယူဆရတဲ့အိမ်တွင်းကဘာထဲမှာပုံအောင်နေရင်းစိတ်ဖိစီးမှုတွေကြောင့်ဆိုရှယ်မီဒီယာတွေကိုဖတ်တွယ်နေရတဲ့လူငယ်တွေပဲဖြစ်ပါတယ်သူတို့အတွက် ဆိုရှယ်မီဒီယာကချွမ်းနေကစိတ်ပိုင်းဆိုင်ရာခုခံအားတစ်မျိုးလို့တော့ပြောရမှာပါ နောက်ဆုံးလူဒန်းစားတရက်ကတော့ဘားတွေကလပ်တွေမှာလုံလုံကျူးကျူးပျော်ပါတောက်စားနေပြီးပုံမှန်အခြေအနေလို့ပေါ်ပြနေတဲ့လူဒန်းစားတရက်ဖြစ်ပါတယ် စိတ်ဖိစီးမှုကြောင့်ပျော်ပါခြင်းဖြစ်တယ်ဆိုတဲ့စင်ချေကိုပေးနိုင်ပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုကအခြားသောစိတ်မဲ့ဖြစ်ပွားနေတဲ့ဧတတွေကပြည်သူတွေရဲ့ဆင်းရဲဒုက္ခကို ရက်ွယ်ပြုနေတယ်ဆိုတဲ့သဘောတရားကိုတက်ရောက်စေပါတယ်။ဒီတော့စဉ်းစားကြည့်ပါခင်ဗျာ။တယောက်အတွက်ရှင်သန်ရေးကထွန်းဖြစ်နေတဲ့အချိန်မှာအခြားတယောက်ကစိတ်ကြည်နှမှုအတွက်ထွန်းနာကိုလိုက်နေတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အာယုံစူးဆိုင်မှုဒန်းရှင်းကဒီပေါ်စီထွန်းတွေပေါ်ကိုရောက်သွားတာနဲ့စစ်တန်ခံနေရတဲ့ဒေသတွေက ပြည်သူတွေရဲ့အသက်တွေကိုတတ်နေရတဲ့အတူတူပဲလို့ပြောချင်ပါတယ်။ကိုချင်းစာတရားဆိုတာနေရာဒေသမတူဘဝအခြေအနေမတူတဲ့သူတွေစီကိုဝန်ခံစားပေးခြင်းဖြစ်ပါတယ်။ကိုချင်းစာစိတ်နဲ့အတူကိုယ့်ရဲ့အာရုံစူးစိုက်မှုကိုဘယ်မှာထားတင်တယ်လဲဆိုတာအတိတ်တည်းနဲ့စဉ်းစားနေထိုင်ဖို့ကောင်းဆိုချင်ပါတယ်။ဒါကြောင့်ထွန်းတွေကနိုင်ငံအရေးလားထွန်းတန်နေရာထဲမှာကိုယ့်နိုင်ငံကိုတတ်နိုင်မိပြီလားဆိုတဲ့မေးခွန်းကို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 ပြန်မေးကြည့်ဖို့ပြောကြရင်းနဲ့ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။